ဒီကနေ့ဒီဇင်ဘာလ9ရက်တနင်္ဂနွေနေ့မြန်မာစံတော်ချိန်မနက်9:00နာရီခွဲကစတင်လို့မြန်မာကိုစားပြုချင်းဖိုင်တာလေး Joshua Ben ရဲ့ချန်ပီယံလူပွဲကြီးပါဝင်နေတဲ့ UFC 323ပြိုင်ပွဲကြီးကိုစတင်ကျင်းပနေပြီပဲဖြစ်ပါတယ်ဆိုပါပြိုင်ပွဲကြီးကိုတော့အမေရိကန်နိုင်ငံလက်စ်ဘီကဲမှာရှိတဲ့ T-Mobile Arena မှာမြန်မြန်ဆိုင်ဆိုင်ကျင်းပသွားတော့မှာဖြစ်ပါတယ်။ UFC 323လို့အမည်ရတဲ့ဆိုပါပြိုင်ပွဲကြီးမှာပရီလင်ခေါင်းစဉ်အောက်ကနေ တွဲဆိုင်ပေါင်း9ပွဲမိန်းကက်ခေါင်းစဉ်အောက်ကနေတွဲဆိုင်ပေါင်း9ပွဲနဲ့စုစုပေါင်း14ပွဲနဲ့ကျင်းပသွားမှာဖြစ်ပါတယ် UFC 323ရဲ့ဒုတိယခေါင်းပွဲစဉ်နေရာမှာတော့ကျွန်တော်တို့ရဲ့ချင်းညီငယ်လေး Joshua Ben က UFC လက်ရှိ Flyweight Dan Champion Alexander Pantoja ရဲ့ Champion ကပတ်ကိုစိန်ခေါ်ထိုးသက်သွားမှာပါ လက်ရှိ UFC Flyweight Dan Champion Pantoja ကဘရာဇီဂျိုဂျီဆူကိုအဓိကအားပြုကစားတဲ့ Fighter 2ဖြစ်ပြီးသူ့ရဲ့ MMA Pro Record မှာတော့ပွဲပေါင်း35ဝယ်ကစားထားပြီးအဲ့ဒီထဲကပွဲ30ကိုအနိုင်ရရှိထားက9ဝယ်ကိုရှုံးနိမ့်ထားတဲ့အသက်35နှစ်ရွယ် Fighter 2ဖြစ်ပါတယ်။အရက်က9ပေ9လက်မှရှိပြီး American Top Team ချင်းမှာလေ့ကျင့်နေတဲ့ Fighter 2လည်းဖြစ်ပါတယ်။ Pantoja ရဲ့ UFC Record ကိုကြည့်ရမယ်ဆိုရင် UFC မှာ 18ပွဲကစားထားပြီးအဲ့ထဲက14ဝဲနိုင်3ဝဲရှုံးနေထားတာပါ UFC မှာနောက်ဆုံး10ပွဲဆက်အနိုင်ရရှိထားပြီး2023ခုနှစ်မှာချန်ပီယံကပတ်ကိုရရှိထားတဲ့ Fighter 2ဖြစ်ပါတယ်ချန်ပီယံကပတ်ရရှိပြီးတဲ့နောက်ချန်ပီယံကပတ်ကာဝယ်ပွဲ၄ကြိမ်ထိထိုးသက်ထားပြီး၄ကြိမ်သလုံးကိုကာကွယ်ထားခဲ့နိုင်တာပါ Joshua Ben နဲ့ပွဲတင်က၅ချိန်မြောက်ချန်ပီယံကပတ်ကာကွယ်ပွဲလေးဖြစ်ပါတယ် ပွဲမတိုင်ခင်ပွဲကြိုးပြောစကားတွေမှာတော့ပန်ဒိုဂျာနီနဲ့ဂျော့ရှွာဘန်နဲ့ပွဲစဉ်ပေါ်ချန်ပီယံကပ်ဘက်ကာဝယ်ဝဲတက်တက်ပုံစံမျိုးပြင်ဆင်လာတာမဟုတ်ပဲချန်ပီယံစိန်ကောဝဲပုံစံမျိုးနဲ့အကောင်းဆုံးပြင်ဆင်လာတယ်လို့ဆိုထားပါတယ်။ဒါ့အပြင်ဂျော့ရှွာဘန်ကကပ္ဘာအကောင်းဆုံးဖိုက်တာတွေကတယောက်ဖြစ်နေပြီလို့လည်းသူကဆိုထားပါတယ်။ဒါပေမဲ့လည်းသူ့အနေနဲ့လက်ရှိချန်ပီယံကပ်ဘက်ကိုအကောင်းဆုံးခုခံကာကွယ်သွားမယ်လို့ပြောထားခဲ့ပါတယ်။ ျွန်တော်တို့ရဲ့ချင်းညီငယ်လေး Joshua Ben ကတော့ freestyle ကစားတဲ့ fighter 2ဖြစ်ပြီးသူ့ရဲ့ MMA pro record ကိုကြည့်ရမယ်ဆိုရင်ပွဲပေါင်း18ပွဲကစားထားပြီး15ပွဲနိုင်2ပွဲရှုံးဆိုတဲ့ရလက်ကိုပိုင်ဆိုင်ထားတဲ့အသက်24နှစ်အရွယ် fighter 2ဖြစ်ပါတယ်။အရက်က5ဘီ5လက်မှရှိပြီး4 of 5လက်မှလေ့ကျင့်နေတဲ့ fighter 2လည်းဖြစ်ပါတယ်။ Joshua Ben ရဲ့ UFC record ကိုကြည့်ရမယ်ဆိုရင် UFC မှာကိုယ်ဝဲကသာထားပြီးရှစ်ပွဲနိုင်တပွဲရှုံးဆိုတဲ့ရလက်ကိုပိုင်ဆိုင်ထားပါတယ် UFC flyweight တန်းမှာနောက်ဆုံး၅ပွဲဆက်အနိုင်ရရှိပြီးတဲ့နောက်မှာတော့လက်ရှိ flyweight တန်း champion ပန်ဒိုဂျာရဲ့ champion ကပတ်ကို ထိုက်တိုက်တန်းတန်းစိန်ခေါ်ခွင့်ရလာတာလည်းဖြစ်ပါတယ်။ ဒီပြိုင်ပွဲကဂျော့ရှွဲဘန်အတွက်သမိုင်းဝေမှတ်တမ်းကောင်းတွေများစွာရရှိမဲ့ပွဲစဉ်မျိုးလည်းဖြစ်ပါတယ်။ဂျော့ရှွဲဘန်နဲ့ညီကိုလိုချစ်ခင်ရင်းနှီးတဲ့အွန်လိုင်းအင်ဆန်ကတော့ဂျော့ရှွဲဘန်ရဲ့ချန်ပီယံလူပွဲကြီးကိုကြည့်ရဖို့မဆောင်နိုင်တော့လောက်အောင်ပါပဲဆိုပြီးထုတ်ဖော်ပြောဆိုထားပါတယ်။ဒါ့အပြင်ပြိုင်ပွဲမကျင်းပမီနှစ်ရက်လိုကလေးကဂျော့ရှွဲဘန်ရှိတဲ့လက်စပီကာကိုရောက်ရှိနေတာလည်းဖြစ်ပါတယ်။ဒါကအတွေ့အကြုံရဲ့ဖိုက်တာ2အနေနဲ့ညီငယ်ဂျော့ရှွဲဘန်ပေါ်အထောက်အကူများစွာပြု ှာလည်းဖြစ်တယ်လို့ဂျော့ရှွာဘယ်နေနဲ့ခွန်အားတက်စီမှာလည်းဖြစ်ပါတယ်။ဝိဉာဉ်မှုအားကောင်းကောင်းနဲ့ပွဲထွက်လာမယ့်ဂျော့ရှွာဘယ်ရဲ့ချန်ပီယံခပ်ဘက်လူပွဲကြီးပါဝင်တဲ့ UFC 323ပြိုင်ပွဲကြီးကိုတော့ဒီကနေ့ဒီဇင်ဘာလ9ရက်တနင်္ဂနွေနေ့မနက်ပိုင်းမြန်မာစံတော်ချိန်9နာရီခွဲကစတင်လို့ကျင်းပသွားမှာဖြစ်ပါတယ်။ပီလင်းကောင်းစဉ်အောက်ကပွဲစဉ်တွေကို9နာရီခွဲကနေစတင်ကျင်းပမှာဖြစ်ပြီးမိခဲ့ကောင်းစဉ်အောက်ကပွဲစဉ်တွေကိုတော့မြန်မာစံတော်ချိန်9နာရီခွဲကစတင်ကျင်းပမှာဖြစ်ပါတယ်။ ဂျော့ရှွာဘန်နဲ့ပန်ဒိုဂျာတို့ရဲ့ချန်ပီယံလူပွဲကြီးကိုတော့စေနာဤခွဲနောက်ပိုင်းမှာကြည့်ရဖို့မြပါလေမြန်မာနိုင်ငံကပေးသက်တွေနေနေကန်နယ်ပလက်ရုပ်သံလိုင်းတွေကနေတည့်ရိုက်ကြီးစုခွင့်ရကြမှာလေဖြစ်ပါတယ်ဒါကြောင့်စိတ်လှုပ်ရှားမှုအပြည့်ပေးမဲ့ဂျော့ရှွာဘန်ရဲ့ချန်ပီယံခပ်ဘက်လူပွဲကြီးကိုကျွန်တော်တို့ဒူဆော့မျောအားပေးလိုက်ကြရအောင်ဗျာကြီးစုနားဆင်ကြတဲ့အတွက် အားလုံးပဲကျမ်းမှ ချမ်းသာကြပါစေခင်ဗျာ